ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အောက်တိုဘာလ၄ရက်နေ့စနေနေ့အတွက်နောက်ဆုံးရမှုလေးဝတာခမှန်ချက်တွေနဲ့အထူးသတိပေးချက်တွေကိုတင်ဆက်ပေးပါတော့မယ်ဖိလစ်ပိုင်ပင်လယ်ပြင်ကနေဝင်ရောက်လာတဲ့ပူပိုင်းမုန်တိုင်းမမှုဟာဒီကနေ့မှတိုင်ဖုန်းမုန်တိုင်းဖြစ်အားကောက်လာတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်မိုးရွာသွန်းမှုခမှန်ချက်တွေအနေနဲ့ကရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်မှုကြီးနိုင်ပြီးရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းချင်းပြည်ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာစစ်စစ်မိုးရွာနိုင်ပါတယ် ကရင်ပြည်၊ကချင်ပြည်၊ရခိုင်ပြည်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာကျကျမူရနိုင်ပြီးရှမ်းပြည်မြောက်ပိုင်း၊စကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေတိုင်းတို့မှာနေရာကွက်ကြားမူရနိုင်ပါတယ်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ကတော့ပူတာအိုဆွန်ဘရာဘွန်၊ဖရူဆို၊တီမိုဆို၊ဝလခဲ၊မဲဆက်၊ဝေါဂလီ၊ကြောက်ကြီး၊တာယာဝရီ၃၀လက်ပဒံ၊မြောင်းမြ၊ဝါခင်မာနဲ့ကန်ကြီးတောင်မြို့နယ်တွေမှာမိုးတင်းတင်းကနေမှုများနိုင်ပါတယ်။ စစ်တောင်မြေကြီးဟာဆိုးရဲရေမှတ်ထက်ကိုရောက်ရှိနေပြီးနောက်ရက်တွေမှာလည်းဆိုးရဲရေမှတ်ထက်ကိုဆက်လက်ရောက်ရှိနေဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မြေကံပါအနေနဲ့ထိုင်ချသူတွေအနေနဲ့ရည်ကြီးမှုအနေရကိုသတိပြုဖို့လိုအပ်ပါမယ်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝေရေလောက်သားတွေအတွက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုတ်လီအားနေငယ်ကနေအတင်းတင်းသာရှိနေပြီးမြန်မာပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။မြို့ရဂျုံမော်ကန်ယူတန်းနဲ့မွန်တနင်္သာရီကန်ယူတန်းတခြားမှာမိုးတင်းတင်းကနေမိုးများနိုင်တာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ မမိုတိုင်ဖုန်းမုန်တိုင်ဟာအောက်တိုဘာလ6ရက်နေ့မှာ BNN တရုတ်နေဆက်ကနေကုတ်တင်ဘက်ကိုဝင်ရောက်လာနိုင်ပြီးအဲ့ဒီမုန်တိုင်ရဲ့အကျဉ်းကျန်တိုက်တိုက်တွေရဲ့အရှိန်နဲ့ဘင်္ဂလားပြည်နယ်အော်အတွင်းမှာအာကောက်လာမယ့်မုတ်တုပ်လေးတွေကြောင့်အောက်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာတော့နိုင်ငံအနှံ့မူရနိုင်ပါတယ်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရလာမယ့်အောက်တိုဘာလ6ရက်နေ့သတင်းကြော်လာပြီးနေမှာရန်ကုန်မြို့နဲ့အနီးတစ်ပိုင်းမိုးတင့်တင့်ရွာနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ဝါထွက်ကြိမ်ဖျားဘူးသွားရောက်ကြမယ့်ပြည်သူတွေအနေနဲ့ ဒီနေ့မူကားတွေယူဆောင်သွားကြပါလို့ကြံပြုလိုပါတယ်ရှင်။ဒါအပြင်တည်င်းကျုပ်ပွဲတော်မှာပွဲစည်းရောင်းချဖို့ပြင်ဆင်နေတဲ့ဇေတ္တကြီးတွေအနေနဲ့လည်းအမိုးကားတွေကြိုတင်ပြင်ဆင်ပြီးမှရောက်ချပါလို့တိုက်တွန်းလိုပါတယ်။နောက်နှစ်ရက်အတွင်းမှာတော့ကရင်ပြည်မွန်ပြည်နဲ့တနင်္သာရီတိုင်းတို့မှာမိုးပို့လာနိုင်ပြီးကြုံတို့၊ကြိုင်စိတ်ကြီးနဲ့တက္ကလာမြို့နယ်တွေမှာမိုးပို့လာနိုင်ပါတယ်။မွေးလို့တာဖြစ်စဉ်တွေဟာအချိန်နဲ့ညပြောင်းလဲနေရကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမွေးလို့တာခံမှန်ချက်တွေကိုဆက်လက်ဆောက်ကြည့်ပေးကြပါလို့မြေတရရခံလိုပါရရှင်။ စီစီဘလက်ဖောင်ရဲ့မူလဝတ္ထားခမှန်ချက်တွေကိုကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေသတွင်မှာဖြစ်ပေါ်နေတဲ့မူလဝတ္ထားနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါဦးရှင်။